မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတောင်ကိုအခြေစားစစ်တပ်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခကိုရွှတ်တိုက်ဒုံ၅လုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာရွှတ်တိုက်ဒုံ၄လုံးထိမှန်ပေါက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က August 26ရက်နေ့မနက်09:35မိနစ်အချိန်မှာ BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Coup People Liberation Force ACPLF တန်တော်မြောက်ပိုင်းအထုဒေသ Fighter စားခဲ့အဖွဲ့နဲ့ KNLA တမဟာနှင့်တရရင်ငါတို့ကအကြမ်းဖက်စစ်ခွေးတိုက်ရဲတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWM ရဲ့ Mission 45အဖြစ်နဲ့တရားခွန်မမှာ short တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ short တိုက်တုံး၄လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါဗါး စစ်ခွေးတိုက်ရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာကရင်ပြည်နယ်ကရင်နီပြည်ရှမ်းတောင်မှာရှိတဲ့တော်လိုင်းအင်အားစုများကိုလီလန်မျိုးစုံနဲ့နှိမ်နှင်းနေတဲ့စစ်ခွေးတိုက်ရဲ့အားထားရတဲ့စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်တယ်လို့သိရပါဗါးဒါကြောင့်တော်လိုင်းတပ်များကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ခွေးတပ်အနေနဲ့မိမိတို့ရဲ့စစ်တိုင်းစစ်ဌာနချုပ်ကိုတော့မှကာကွယ်နိုင်စွာမရှိတဲ့အချက်ကိုလည်းပေါ်လွင်စေကြောင်းအဲ့ဒီအဖွဲ့ကပြောဆိုထားပါဗါးတိုင်းရင်းတပ်ဖွဲ့ကြီးတွေရင်းဆိုင်တိုက်ပွဲတွေဆင်နွှဲနေတဲ့အချိန်မှာကျွန်တော်တို့အဖွဲ့ကလည်းမရရတဲ့နီးနဲ့ စစ်ခွေးတွေကိုအရှိုက်ထိစေမဲ့စစ်ရေးပြတ်မှတ်အကြီးကြီးတွေကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမယ်လို့ပြောကြင်ပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်။မနေ့ကတရက်ထဲမှာတင် BWM ရဲ့မဟာမိတ်တပ်ဖွဲ့များကကရင်ပြည်နယ်တန်တောင်ကြီးမှာရှိတဲ့စစ်ခွေးတပ်ရဲ့ဗရင်တောင်တိုက်ခိုက်ရေးတင်းနှန်းချောင်းကိုလည်း short တိုက်တုံး၉လုံးနဲ့အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးတပ်ရဲ့ဘေးနောင်တိုက်ခတ်ရေးတင်တန်းကြောင်းမှာစစ်အရာရှိ၄၀၀ကျော်တင်တန်းတက်ရောက်နေကြောင်းသတင်းရရှိထားတဲ့အတွက်တင်တန်းချိန်မှာတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ဘေးနောင်တပ်မတော်ကြီးတိုက်ခတ်ရေးကြောင်းဟာမြန်မာပြည်အနေနဲ့အရရက်ကစစ်ခွေးအုပ်စုရဲ့အဓိကထောက်တိုင်နေဖြစ်တဲ့တပ်စုမှုတပ်ခွဲမှုနဲ့တိုက်ရင်မှုတင်တန်းများကိုအဓိကပေးတဲ့တိုက်ခတ်ရေးတင်တန်းကြောင်းဖြစ်တယ်လို့ BWM အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်းတက်အတွာမြန်မာအီလက်ထရောနစ်မဲပေးဆက်များကိုအရှိန်ဟုန်မြင့်ပြီးတော့တိုးမြှင့်ထုတ်လုပ်နေပြီးမဲပေးဆက်တွေရဲ့လုံခြုံရေးလေပတ်စနစ်များနဲ့ဤပညာများကို စစ်ခွေးတက်ကအဓိကထိန်းချုပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကရွေးကောက်ပွဲတစ်ခုလုံးအတွက် electronic မဲပေးဆက်အရေးအတွက်9000ကျော်နီးပါးထုတ်လုပ်လျက်ရှိပြီးတော့အရေးအတွက်တုံးမြင့်ထုတ်လုပ်ရန်လဲစီစဉ်နေတယ်လို့သိရပါတယ်။မဲပေးဆက်များရဲ့နီးပညာနဲ့လုံခြုံရေးစနစ်များကိုစစ်တက်ကအဓိကထိန်းချုပ်ထုတ်လုပ်နေတယ်လို့သိရပါတယ်။မဲပေးဆက်များကိုလည်းစစ်ခွေးတက်ကအဓိက ထုတ်လုပ်ပေးနေတယ်လို့ပြောပါတယ်။မဲယုံတယုံမှာမဲပေးဆက်နှလုံးကနေ၃လုံးထားမယ်။ ပြတ်သွားလို့ရှိရင်အမြန်အစားထိုးလို့ရအောင်လို့မဲပေးဆက်နှလုံးအ ਨੇ ဆုံးအရန်ထားဖို့ရှိတယ်အခုလက်ရှိညွှန်ကြားချက်အရာသိရတာကတော့မဲပေးဆက်9000ကျွဲနီးပါထုတ်လုပ်မယ်အရေးအတွက်ပြင်မိသွားရင်ထပ်ပြီးတော့တိုးထုတ်မယ်မဲပေးဆက်တွေကိုတက်ကထုတ်ပေးတာပါရွေးကောက်ပွဲကော်မရှင်ကစာရင်းနဲ့လာထုတ်တယ်လက်ခံထားတယ်အီလက်ထရောနစ်မဲပေးဆက်တွေထုတ်လုပ်ရေးတွေအပြင်စက်ရဲ့နီးပညာလဲပတ်စနစ်နဲ့လုံခြုံရေးစနစ်တွေကိုတော့တက်ကပဲလျှို့ဝှက်ထိမ့်သိမ်းထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ် အကြမ်းဖက်စစ်ခွေးတပ်ကပြုတ်လုရန်ကြံရွယ်နေတဲ့ရွေးကောက်ပွဲမှာအသုံးပြုမယ်မြန်မာအီလက်ထရောနစ်မဲပေးဆက်ဟာမဲပေးထားတဲ့မဲရလက်များကိုချွတ်ချင်းဆိုသလိုအပြောင်းလဲလုပ်နိုင်တယ်လို့မဲပေးဆက်အသုံးပြုမှုတင်နန်းကိုတက်ရောက်ခဲ့သူများရဲ့ပြောဆိုကြများအရသိရပါတယ်အကြမ်းဖက်စစ်ခွေးတပ်ကလက်ရှိစတင်ဖွင့်လှစ်တဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက် MEVM များမှာမဲယုံမှုထင်းကြောင်းမဲ့နေမြေကန်ရက်ချင်းရွေးကောက်ပွဲတာဝန်ခံတို့က မဲရလက်ကိုလိုတလိုအပြောင်းလဲလုပ်နိုင်တယ်လို့သိရပါတယ်။စစ်ကောင်စီကထုတ်လုပ်နေတဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက် MEVM စနစ်မှာအစိပ်ပိုင်း၃ခုနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီးတော့စန္ဒပြုဆက် Ballot Unit BU ခင်းချုပ်ဆက် Control Unit CU နဲ့မဲပေးချက်ပေါ်ပြတဲ့ဆက် Verification Unit VU တို့ဖြစ်ပြီးတော့မဲပေးရမှာမဲစန္ဒရှင်ကမဲလက်မှတ်အသုံးပြုရန်မလိုတော့ဘဲစန္ဒပြုတဲ့ဆက်မှာမိမိနှစ်တက်ရလွတ်တော်ကိုယ်စားလှယ်ကိုခလုတ်ကလေးနှိပ်ယုံနေမဲပေးနိုင်မှာဖြစ်ကြောင်းသိရပါတယ်။ ်မဲပေးထားချက်မှန်မှန်မှန်မဲပေးချက်ပေါ်ပြတဲ့ဆက်ကထွက်လာတဲ့မဲဆက်ကူဖြတ်ပိုင်းမှာချက်ချင်းကြည့်ရှုနိုင်မှာဖြစ်တယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ခွေးတက်က NLD ပါတီအပြတ်သက်အနိုင်ရရှိခဲ့တယ်2020ရွေးကောက်ပွဲရလဒ်ကိုပယ်ဖြတ်က၎င်းတို့ကိုယ်တိုင်ဥဆောင်ကျင်းပစီစဉ်တဲ့ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကစတင်ပြီးတော့ကျင်းပရန်စီစဉ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကောင်းတစ်ခုကတော့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာဒုက္ခသည်ပေါင်း၄,၂၀၀၀ကိုထိုင်းအစိုးရကအလုတ်လုတ်ကင်ခွင့်ပြုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံကနှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှာဆယ်စုနှစ်များစွာကြာအောင်ယာယီခိုလုံနေထိုင်ခဲ့ကြတဲ့မြန်မာဒုက္ခသည်များကိုထိုင်းနိုင်ငံတွင်းမှာတရားဝင်အလုပ်လုပ်ကင်ခွင့်ပြုရန်စီမံချက်အတိတ်တရက်ကိုထိုင်းအစိုးရကခွင့်ပြုလိုက်ပြီးတော့အဲ့ဒီခွင့်ပြုချက်အပေါ်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ဒုက္ခသည်များအနေနဲ့ကာကွယ်ရေးနဲ့မိမိကိုယ်ကိုအားကိုးခြင်းအတွက်အချိုးအခွင့်တစ်ခုအဖြစ်နဲ့ကြိုးဆိုလိုက်တယ်လို့သိရပါတယ်။ ထိုင်းအစိုးရကမြန်မာဒုက္ခသည်များကိုတတ်မှတ်ထားတဲ့ထိန်းချုပ်နယ်မြေများရဲ့ပြင်ပမှာနေထိုင်ခွင့်ပြုလိုက်တဲ့အပြင်အလုပ်ကံရရှိရန်အတွက်အလုပ်သမားဝန်ကြီးဌာနကခွင့်ပြုချက်ပေးလိုက်တယ်လို့သိရပါတယ်။အဲ့ဒီအစီအစဉ်အရအလုပ်လုပ်ကံခွင့်လက်မှတ်၄200ခန့်ထုတ်လုပ်ပေးနိုင်မှာဖြစ်ကြောင်းသိရပါတယ်။ ထိုင်းအလုံသမားဝန်ကြီးဌာနရဲ့အဆိုအရလက်ရှိမြန်မာနိုင်ငံကနေနေရက်ကိုစွန့်ခွာသူ8,918ဦးကိုယာယီဒုက္ခသည်ခိုလုံရေးစခန်း၉ခုမှာလက်ခံထားရှိတယ်လို့သိရပါဗျ။အများစုသောဒုက္ခသည်များဟာအဲ့ဒီနေရာမှာဆယ်စုနှစ်များစွာနေထိုင်ခဲ့ကြပြီးတော့ဒုက္ခသည်လူဦးရေရဲ့48ရာခိုင်နှုန်းခန့်ဟာစခန်းထဲမှာပဲမွေးဖွားကြီးပြင်းလာခဲ့ကြတယ်လို့သိရပါဗျ။ကမ္ဘာလုံးဆိုင်ရာရမုံငွေဖြတ်တောက်မှုများကြောင့်ဒုက္ခသည်များအကူအညီပေးရင်းနဲ့လူသားချင်းစာနာမှုထောက်ထားရေးဆိုင်ရာအကူအညီများကို ယောနေကြဆင်းလာတဲ့အချိန်မှာထိုင်းဆိုရကအခုလိုမျိုးမူဝါဒပြုပြင်ပြောင်းလဲမှုများလှုံ့ဆော်ပေးလာခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီဆုံးဖြတ်ချက်ကဒုက္ခသည်တွေကိုနိုင်ငံတွင်းမှာတရားဝင်အလုပ်လုပ်စေပြီးတော့ထိုင်းနိုင်ငံရဲ့စီးပွားရေးအတွက်အထိပယ်ရှိရှိအထောက်အကူဖြစ်စေမှာပါ။ထိုင်းမြန်မာနယ်စပ်တလျှောက်ယာယီအမိုးအကာတွေနဲ့ရွှေပြောင်းနေထိုင်သူ8000ခန့်ရဲ့အခြေအနေကိုအတိမတ်ပြုပြီးတော့ဒီမူဝါဒကိုအပြောင်းလဲလုပ်လိုက်တာဟာကြီးမားတဲ့ခြေလှမ်းတစ်ခုပါပဲလို့ထိုင်းနိုင်ငံမှာရှိတဲ့ UNHCR ကိုယ်စားလှယ်တာမင်ရှပီကသုံးသပ်ပြောဆိုလိုက်ပါတယ်။ အဲ့ဒီမူဝါဒအပြောင်းလဲကြောင်းဒုက္ခသည်များအတွက်သာမကပဲထိုင်းနိုင်ငံအတွက်ပါအကျိုးရှိစေတဲ့ခြေလှမ်းအဖြစ်နဲ့ UNHCR ကရှုမြင်ထားပါတယ်ဒီမူဝါဒအပြောင်းလဲကြောင်းထိုင်းနိုင်ငံကဒုက္ခသည်တွေကိုလက်ခံကျင်းပပေးတယ်တိုးတက်မှုရဲ့အင်ဂျင်အဖြစ်နဲ့ဒုက္ခသည်တွေအတွက်အင်ရှင်အတိုင်းဝိုင်းနဲ့နိုင်ငံတော်တစ်ခုလုံးအတွက်တိုးတက်မှုတစ်ခုအဖြစ်နဲ့ပြောင်းလဲသွားပါတယ်လို့ UNHCR ကိုယ်စားလှယ် တာမင်ရှာဘီကဆက်လက်ပြောဆိုထားပါတယ်။ကာလာကြာရှည်စွာနေထိုင်နေကြတဲ့ဒုက္ခသည်များရဲ့အလားအလာနဲ့အခြေအနေကိုလက်ခံပြီးတော့တကားဖွဲ့ပင်းမှုကြောင့်ထိုင်းနိုင်ငံဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမူများကိုလိုက်နာယုံတာမကပဲ၎င်းရဲ့အနာဂတ်မှာမဟာဗျူဟာမြောက်ယင်းဤမြောက်နံမှုကိုလည်းပြုတ်လုံနေကြောင်းဖြစ်တယ်လို့၎င်းကဆက်လက်ပြောပြထားပါတယ်။အခုဒုက္ခသည်တွေအနေနဲ့ကသူတို့ရဲ့မိသားစုတွေကိုထောက်ပံ့ပေးနိုင်တော့မှာဖြစ်ပြီးစားတုံးမှုတုံးမြင့်လာတဲ့အတွက်ဒေတာရင်းစည်းဝါးရေးကိုလှုံ့ဆော်နိုင်မှာဖြစ်ပါတယ်။အလောက်ကန်ဖန်တီးမှုမြင့်တင်လာပြီးတော့ နိုင်ငံရဲ့ GDP တိုးတက်မှုနဲ့စေဝါရေးကြမ်းကြမ်းခံနိုင်ရည်တို့ကိုလည်းပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်လို့၎င်းကရှင်းပြထားပါတယ်။အခုလိုမျိုးစနစ်တဲကြောင့်ဒုက္ခသည်များဟာ၎င်းတို့ရဲ့စခန်းထဲကနေပြီးတော့ထွက်ခွာခွင့်ပြုရန်ရှောက်ထားရန်ကျန်းမာရေးစစ်ဆင်မှုခံယူရန်လူမှုဖူလုံရေးတို့မဟုတ်ကျန်းမာရေးအာမခံအတွက်စည်ရင်းသွင်းရန်လိုအပ်တယ်လို့သိရပါတယ်။အလုတ်လုတ်ခွင့်ပါမယ့်ဟာအခွန်ကင်းလုတ်ခွင့်ပြုလိုက်ပြီးတော့အလုတ်လုတ်ခွင့်ပါမယ့်တပ်တန်းဟာတနစ်ဖြစ်တယ်လို့သိရပါတယ်။ရွှေပြောင်းအလုံသမားရေးရအဖွဲ့ MWG ရဲ့ညှိနှိုင်းရေးမှူးအဒိန်စင် ်ကွန်မွန်ကော့ကအစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုကြိုးဆိုတော်လဲစနစ်ဟာလိုက်လောညီထွေမှုရှိရလိုအပ်ကြောင်းသတိပေးခဲ့ပါတယ်။ကမ္ဘာတဝန်းမှာရှိတဲ့တန်းနဲ့ချီတဲ့ရွှေပြောင်းဒုက္ခသည်များဟာရမုံငွေပြက်လက်မှုကြောင့်အသက်ကဲဆဲအကူအညီများဆုံးရှုံးရနိုင်ခြင်းများရှိတဲ့အတွက်ကြောင့်ထိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်ဟာအရေးကြီးတဲ့အခိုက်အတန့်တစ်ခုဖြစ်တယ်လို့ UNHCR ကပြောဆိုထားပါတယ်။ အပြည့်အဝအကောင့်ထည့်ဖော်နိုင်မယ်ဆိုရင်ထိုင်းနိုင်ငံရဲ့မူဝါဒဟာရေရှည်တည်တံ့ခိုင်မြဲပြီးတော့အခွင့်အရေးကိုအခြေပြုတဲ့ဒုက္ခသည်ဖြစ်ရှင်းချက်အတွက်ဒေတာတွင်စံနှုန်းအစ်စ်ကိုတတ်မှတ်ပေးမှာဖြစ်ပါတယ်လို့ UNHCR ကိုယ်စားလှယ်ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်တက်ကုန်းမြို့အနီးတစ်ဝိုက်မှာရေကြီးနေပြီးတော့ပြည်သူများကိုကယ်ထုတ်ပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်စ26ရက်နေ့ညပိုင်းကစတင်ပြီးတော့မိုးရွာသွန်းပြီးတောင်ကြရေစီးဆင်းမှုကြောင့်နောင်ဝင်းချောင်းရေရှမ်းကတက်ကုန်းမြို့အပအဝင်ချောင်းရဲ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့မကြီးပင်ကြီးရွာပုံနမီကြီးရွာစတဲ့နေရာများမှာရေနစ်မြုပ်လျက်ရှိပြီးတော့ပြည်သူများကိုဘေးလွတ်ရာကိုကယ်ထုတ်ပေးနေရတယ်လို့သိရပါဗျ။တောင်ကြရေရဲ့နောင်ဝင်းချောင်းရေရဲ့ရေရှမ်းနေတာပါကျွန်တော်တို့ကကယ်ဆယ်ရေးအဖွဲ့ဖြစ်လို့ကယ်ဆယ်ရေးအတွက်အစင်သစ်ပြင်ဆင်ထားပါတယ်ပြည်မနာမြို့နယ်အတွက်ရော နေပြည်တော်အတွင်းမှာရောလူခွဲပြီးတော့လုပ်နေရတယ်ပြည်သူတွေလည်းရှောင်နေကြပါပြီ တက်ကုန်းရောမကြီးပင်တို့ပုံနမီတို့ဘက်မှာလည်းရေတွေကြီးနေတာမိုးတွေကလည်းရွာနေတယ်လို့မိုးစေတနာပရိုက်တာအသိဥက္ကဋ္ဌကိုဖြိုးဝေကရှင်းပြထားပါတယ်။အဲ့ဒီရေတွေဟာဒီကနေ့မွန်လွဲပိုင်းမှာပြည်မနာမြို့တဲကိုဝင်ရောက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပြည်မနာမြို့ဇေယသရီမြေချောင်းအနီးနားမှာနေထိုင်နေကြတဲ့ပြည်သူများအနေနဲ့ သတိဝိရိယနဲ့နေထိုင်ကြရတဲ့အရေးပေါ်လိုအပ်ပါက ပြင်းမနာကြားဆက်ယုံအနည်းမှာဆက်လက်များနဲ့အတူကယ်ဆယ်ရေးအဖွဲ့သားများကအစဉ်သင့်ပြင်ဆင်ထားတယ်လို့သိရပါတယ်။ဒါကြောင့်မိဘပြည်သူများအနေနဲ့ဆက်သွယ်နိုင်ကြောင်းမိုးစေတနာပရိုက်တာအတင်းကအသိပေးတိုက်တွန်းထားပါတယ်။နေကင်းပိုင်းလောက်ကြရင် ပြင်းမနာကိုရေဝင်မှာဖြစ်တဲ့အတွက်ပြင်းမနာမှာစောင့်ဆိုင်းပြီးတော့အကုန်လုံးအစဉ်သင့်ပြင်ထားပါတယ်။အခုမနေ့ပိုင်းကတက်ကုန်းတော့ဝိုက်နေပြီးတော့တခွင်မှာတော်တော်ကိုစိုးနေတာနေကင်းပိုင်းမှာတော့ပြင်းမနာဘက်ကိုကြီးမဲ့အခြေအနေရှိတယ်။ အဲ့ဒီဘက်ကိုကြလာတဲ့ရေကပြင်းမနာကိုကြလာမှာပါမိဘပြည်သူတွေအနေနဲ့အန္တရာယ်ကင်းအောင်နေကြပါဆက်သွယ်လို့ရမယ်သူတွေကိုဆက်သွယ်ပါလူကင်းတဲ့နေရာတွေကိုရွှေ့ပြောင်းနေကြဖို့ပြောချင်ပါတယ်လို့ဘိုးစေတနာပရိုက်တာအသိဥက္ကဋ္ဌကိုဖြိုးဝေကပြောဆိုထားပါတယ်တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်း ကကြီကိရဲ့အတွင်းကြံများကြောင့်မြန်မာနိုင်ငံအတွင်းကိုဖြတ်ကျော်ဝင်ရောက်နေပြီးတော့ဒီကနေ့ဩဂတ်လ28ရက်နေ့ကနေစက်တင်ဘာလ1ရက်နေ့အတွင်းမြန်မာတပြည်လုံးမှာနေရအနှံ့အပြားမိုးထစ်ချုံရွာပြီးတော့ဒေသလိုက်မိုးကြီးခြင်းမိုးတဲထန်ခြင်းနဲ့မိုးသက်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်တယ်လို့စစ်ခွေးလက်အောက်ခံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်မှာစစ်ခွေးတပ်ကတိုက်လေရင်စစ်တပ်၄ထီးများနဲ့ဗုံးကျဲချမှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးနေအိမ်များမိလောင်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဩဂတ်လ26ရက်နေ့ညနေ3နာရီအချိန်မှာမုံရွာမြို့အခြေဆိုင်ရနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်၄ထီးနဲ့ဘုဒ္ဓလင်မြို့နယ်အတွင်းဘုံကျဲပစ်ခတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။၎င်းပစ်ခတ်မှုကြောင့်အမျိုးသမီးတအူတေဆုံးခဲ့ရတယ်လို့သိရပါတယ်။မနေ့ကညနေ3နာရီလောက်မှာနမခကနေတက်လာတဲ့စစ်တပ်၄ထီးနဲ့ဘုံတွေလာကျဲသွားပါတယ်။တနက်နဲ့လည်းပြစ်တယ်အသက်20အရွယ်စိတ်ကြောင်းနေတဲ့အမျိုးသမီးတအူတေဆုံးသွားပါတယ်။စစ်တပ်၄ထီးနဲ့ဘုံကျဲခံရတဲ့နေရာကဘုဒ္ဓလင်နဲ့အရာတော်လမ်းအနီးမှာဘုံကျဲခံရတာပါ။အရက်ခေါ် ဘုံကြီးလမ်းခွဲမှာစက်တက်လေးထင်းနဲ့လာပြစ်သွားတာပထမအမျိုးသမီးကဒဏ်ရာရထားတာအဲ့ဒါကိုဆေးရုံပို့ရင်းနဲ့ဆေးရုံရောက်မှဆုံးသွားတာလို့တိတ်ဆုံးသူအမျိုးသမီးရဲ့မိတ်ဆွေဖြစ်သူကသတင်းပေးဖို့ပြောကြားထားပါတယ်။ဒါအပြင်ဩဂတ်စ်လ26ရက်နေ့ညနေ9:00ကျော်အချိန်မှာ ဘုဒ္ဓလင်မြို့နယ်တခွတ်တနယ်ရွာအနီးစက်သုံးစီအယောင်ဆိုင်ကိုတိုက်လေရန်နှက်စီစက်တက်လေထီနှက်စီလို့နဲ့ဘုံကျဲခဲ့တယ်လို့သိရပါတယ်ဘုံကျဲတဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့ပြောပါတယ်စစ်တပ်ရဲ့ဘုံကျဲချမှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်းဘုဒ္ဓလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်ရွာရဲ့အရှိတ်လူစီကားတဲ့ကားဂိတ်နေရာကိုတိုက်လေရင်စက်တက်လေထီနေနဲ့ဘုံကျဲသွားတာပါစီဆိုင်ကအယောင်ဝန်ထမ်းအမျိုးသားနှစ်ယောက်သေဆုံးပြီးတော့တယောက်ကတော့အပြင်းထန်ဒဏ်ရာရသွားတယ် ဘာတိုက်ပွဲမှလည်းမရှိပါဘူးအလိုလိုနေရင်းနဲ့ကိုတတ်တက်ကြီးကိုဘုံလာကျဲသွားတာလို့ဘုဒ္ဓလင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်ဘုဒ္ဓလင်မြို့နယ်အတွင်းမှာစစ်ခွေးတပ်ကလေကြောင်းတိုက်ခိုက်မှုများအပြင်မြေပြင်ကနေလည်းစစ်ကြောင်းထုံးမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကမနေ့ကဩဂတ်စ်လ26ရက်နေ့မှာဘုဒ္ဓလင်မြို့နယ်ပဲပြည့်တော်ရွာကိုရောက်ရှိနေတယ်လို့သိရပါတယ်စစ်ခွေးတက်ကစစ်ကြောင်းထုံးနေတဲ့အတွက်အနီးအနားမှာရှိတဲ့ကျေးရွာများကပြည်သူတွေဟာထောင်နဲ့ချီပြီးတော့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ